အရင်တည်းကလည်းသူကလည်းအချစ်တက်တဲ့နှလုံးသားပိုင်ရှင်ပါပဲဆိုတော့ကကြတော့အခုဒီဟာကတော့သူဟိုအိမ်အောင်ပြုတယ်ဆိုတဲ့အရာတခုကကြတော့လေကိုယ့်ရဲ့စိတ်ဆုံးပြည့်ချက်ခိုင်းပါတယ်ဒါဒီလူတယောက်ကိုမျက်နှိုးတယ်ချစ်ခင်တယ်ဘဝလက်တွဲပေါ်အဖြစ်ရွေးချယ်ပြီဆိုတဲ့ကနှစ်ယောက်ကစိတ်ကတထက်တယ်ကြသွားတယ်လို့ကျွန်တော်တို့ဒါယူဆတယ်ဒီအတွက်ကြောင့်လည်းဒါဘေးကသူတို့အစားပျော်ရွှင်မိတယ်မင်္ဂလာပွဲလေးကိုလည်းခန်းခန်းနာနာနဲ့ပြုလုပ်ပေးတယ်တယောက်နဲ့တယောက်နဲ့ကလည်းဒါ surprise တွေ surprise တွေအများကြီး စိတ်ပါလက်ပါနဲ့တယောက်တယောက်နဲ့မျက်မျက်နှာနှာရှိတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်ဝမ်းလဲဝမ်းသာပါတယ်ဟုတ်အာကျွန်တော်တော့အားကြရတယ်တော့ပါလားဆိုတော့ပါပါတယ်ဒါမဲ့လည်းခုနပြောသလိုအိမ်နောက်တစ်ခုထူထောင်နေဆိုတာကလည်းအာအိမ်နောက်တစ်ခုထူထောင်လို့ရတဲ့အရာကခုမှအာမိသားစုတစ်ခုတာဝန်ယူနိုင်ပြီဆိုတော့စိတ်ဆုံးပြတ်ချက်ချပြီးတော့ဒါ ဲ့လိုမျိုးခိုင်မာတဲ့ဆုံးဖြတ်ချက်ရှိမှသာလေအိမ်တော်ပြုတာတော့ကောင်းတာပေါ့နော်ဆိုတော့လောလောဆယ်မှာတော့ကျွန်တော်မှအဲ့လိုအိမ်တော်ပြုဖို့အတွက်အာစိတ်ဆန္ဒပဲရှိပေမဲ့လည်းဒီအိမ်တော်တစ်ခုကိုတာဝန်ယူနိုင်တဲ့အာကျွန်တော်မှပြည့်စုံမှုမြင်မရှိသေးတဲ့ခါကျတော့ဒါကျွန်တော်အများကြီးစူးစမ်းမယ့်အပိုင်းတွေရှိပါသေးတယ်ပြည့်ပြည့်စုံစုံနဲ့ကိုချစ်တဲ့မိန်းကလေးတယောက်ကိုတင်နှောင်းတင်းနဲ့လက်ထပ်ယူပြီးတော့ခံခံနာနာပဲဖြစ်စေခြင်းတဲ့ခါကျတော့အဲ့လိုမျိုးဖြစ်တဲ့တနေ့ကျတော့ကျွန်တော်ကျင်းတယ်ပေါ့လက်ထပ်မှာပါအဲဒီကြားထဲမှာတော့စူးစမ်းမယ့်အပိုင်းတွေအများကြီးရှိသေးတယ် ဒီနေ့ရောက်ရှိနေရတော့ကျွန်တော်တို့အာစနစ်ကျော်လက်တွဲခဲ့တဲ့ဒါကျွန်တော်ရဲ့ producer အကိုလည်းဖြစ်တယ်ညီကိုလိုလည်းခင်ရတယ်ဒါကိုဝင်မင်းမောင်ကိုရှင်မန်းရဲ့ဒါမင်္ဂလာလက်မှတ်ရေးထိုးခြင်းအခမ်းအနားကိုရောက်ရှိနေတာပေါ့နော်။နောက်ပြီးကျွန်တော်အမြဲတမ်းလပ်ပါရေးရနဲ့ပတ်သက်ပြီးတော့ပြုပြင်နေကြဖြစ်တဲ့ Apple Magical Face ကအာ Founder Dr. ပူပွင့်ခိုင်နဲ့ ဝင်မမောင်တို့ရဲ့မင်္ဂလာလက်မှတ်ရေးထိုးခြင်းအခမ်းအနားကိုရောက်ရှိနေမှာဖြစ်ပါခင်ဗျာအာအန်အော်ရတဲ့မှာတော့မပါပါဘူးခင်ဗျာဘာလို့လဲဆိုတော့သူလည်းဒါယူဖို့ယူရဲ့ channel ပလန်နာကလည်းအချိန်တိုင်းတာတစ်ခုတည်းရှိသွားပြီပေါ့နော်ဆိုတော့စပြီးတော့စဆီစဉ်ကလေးကမင်္ဂလာဆောင်တဲ့အထိကျွန်တော်တို့အနားမှာအတူတူဟိုတန်တန်မင်မင်နဲ့ပဲအကုန်လုံးစီစဉ်ခဲ့တာဆိုတော့ကျွန်တော်တို့ကတော့အစိုးရကြိုတိနေရတယ်ဖြစ်နေတဲ့ကြောင့်မို့လို့ဟိုအန်အော်ရတဲ့မှာမပါတော့ပေါ့နော်အသက်အရွယ်ရလဲဒါ အဲယူလို့လည်းအဆင်သင့်ဖြစ်နေတဲ့အနေအထားတစ်ခုလည်းဖြစ်ပြီးအသက်အရွယ်ရလည်းယူလို့တင့်တော်တဲ့အနေအထားတစ်ခုလည်းဖြစ်ပြီးဆိုတော့ကျွန်တော်ဒါမင်္ဂလာဖြစ်တဲ့အရာတစ်ခုတော့ကျွန်တော်တို့ဒါဝမ်းသာတယ်ဒါဘာပြည့်ကုံလဲကုံယူပါတယ်ဟုတ်ကျွန်တော်တို့ဒါဟိုးရင်တွေကတော့အပြင်းနဲ့တူတူသွားတယ်ခကြီးတွေအတူတူသွားတယ်ဒါအမတ်တရတွေကတော့လုံးဝအများကြီးပဲဒါဒါအမတ်တရအမတ်တရနေ့စဉ်နဲ့အများနေ့တိုင်းနှိပါတွေ့ရယ်အဲတနေ့မှာ365ရက်ဖြစ်ရင်ကျင်းတည်300လောက်ကတော့တွေ့တယ်မဟုတ်လည်းအလုပ်ကိစ္စနဲ့တွေ့ဖြစ်တယ်ဆိုတော့ကကြတော့ဒါက အခုဒါသူအိမ်တော်ပြုတော့မယ်သူအိမ်တော်ပြုပြီးပေါ့လို့ရှိရင်တော့ဒါတကယ်ချင်းအပေါင်းသင်းကဏ္ဍလည်းရှိမယ်ဒါမိသားစုတစ်ခုတီထောင်ပြီဆိုတော့မိသားစုအချိန်ပေးဖို့အတွက် လောက်ရမယ့်အပိုင်းတွေလည်းအများကြီးရှိဆိုတဲ့အခါကျတော့ဒါကကျွန်တော်တို့ကဒါနားလည်မှုပေးရမယ်ပို့ပြီးတော့မိသားစုကိုအချိန်ပေးနိုင်အောင်ကျွန်တော်တို့အနေနဲ့လည်းပြီးနာနေပြီးတော့ပြောပေးရမယ်ဒါအိမ်တော်တစ်ခုပြုပြီးပါတယ်ဆိုလို့ရှိရင်ဒါတယောက်တည်းမဟုတ်တော့ဘူးကိုရဲ့ကိုမြတ်တို့ကလည်းမိန်းကလေးတယောက်နဲ့ဘဝတစ်ခုထူထောင်ပြီးပြီဆိုတဲ့အခါကျတော့အရင်လိုမျိုးလူငယ်ပုံစံမျိုးလူပြိုလူလွတ်ပုံစံမျိုးတော့နေလို့မရတော့တာတော့တေးကြရတာပေါ့နော်ဆိုတဲ့အခါကျတော့ဒါကကျွန်တော်အနေနဲ့နားလည်မှုပေးတယ်ပြီးတော့ဟိုအမြဲတမ်းတူတူတွေးပြမှာမဟုတ်တော့လည်းနားလည်မှုပေးတဲ့အခါကျတော့ဒါကတော့ ီလိုမျိုးတော့ရှိတာပေါ့ဒါပေမဲ့သူ့ပုံမှန်တော့မူတည်တာပေါ့နော်ဒါကတော့အရင်တိုင်းပဲဆိုလို့ရှိရင်လည်းကျွန်တော်တို့အနေနဲ့ဒါလည်းပြောရတာပဲအရင်တည်းကလည်းသူကလည်းအာချစ်တက်တဲ့နှလုံးသားပိုင်ရှင်ပါပဲဆိုတော့ကကြတော့အခုဒီဟာကတော့သူဟိုအိမ်အောင်ပြုတ်တယ်ဆိုတဲ့အရာတစ်ခုကကြတော့လေကိုယ့်ရဲ့စိတ်ဆုံးပြည့်ချက်ခိုင်ပါတယ် ဒါဒီလူတယောက်ကိုမျက်နိုးတယ်ချစ်ခင်တယ်ဘဝလက်တွဲပေါ်အဖြစ်ရွေးချယ်ပြီဆိုတော့ကနှစ်ယောက်ကစိတ်ကတထက်တဲကြသွားတယ်လို့ကျွန်တော်တို့ဒါယူဆတယ်ဒီအတွက်ကြောင့်လည်းဒါဘေးကသူတို့အစားပျော်ရွှင်မိတယ်မင်္ဂလာပွဲလေးကိုလည်းခန်းခန်းနာနာနဲ့ပြုလုပ်ပြီးတယ်တယောက်နဲ့တယောက်နဲ့ကလည်းဒါ surprise တွေ surprise တွေအများကြီးအစိတ်ပါလက်ပါနဲ့တယောက်တယောက်နဲ့မျက်မျက်နှာနှာရှိတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်ဝမ်းလည်းဝမ်းသာပါတယ်ဟုတ်ဟုတ်ကဲ့ကျွန်တော်မင်္ဂလာပွဲနေ့ကြလို့ရှိရင်သရိုးသားရန်ဒါအနောက်တိုင်း ground မှာပါဝင်ပြီးတော့အခုအခုတက်ကိုကြီးအဖြစ်ပြီးတော့ဒါ compute ဖြစ်သွားမှာပေါ့ဗျာအာကျွန်တော်တော့အားကျတဲ့နေရာတော့ပါလားဆိုတော့ပါပါတယ်ဒါမဲ့လည်းခုနပြောသလိုအိမ်တော်တစ်ခုထူထောင်နေဆိုတာကလည်းအာအိမ်တော်တစ်ခုထူထောင်လို့ရတဲ့အရာကအခုမှအာမိသားစုတစ်ခုတာဝန်ယူနိုင်ပြီဆိုတော့စိတ်ဆုံးဖြတ်ချက်ချပြီးတော့အာဒါအဲ့လိုမျိုးခိုင်မာတဲ့ဆုံးဖြတ်ချက်ရှိမှသာလေအိမ်တော်ပြုတ်လာတော့ကောင်းတာပေါ့နော်ဆိုတော့လောလောဆယ်မှာတော့ကျွန်တော်မှအဲ့လိုအိမ်တော်ပြုတ်ဖို့အတွက် အာစိတ်ဆန္ဒပဲရှိပေမဲ့လည်းဒီအိမ်တော်တစ်ခုကိုတာဝန်ယူနိုင်တဲ့အာကျွန်တော်မှပြည်စုံမှုမြင်မရှိသေးတဲ့ခါကျတော့ဒါကျွန်တော်အများကြီးစူးစမ်းမယ်အပိုင်းကြီးရှိပါသေးတယ်ဆိုတော့ကျွန်တော်ကတော့အိမ်တော်ပြုတဲ့မင်္ဂလာဆောင်တာကိုကျွန်တော်အနေနဲ့လာအားလဲအားကြတယ်ဒါပေမဲ့ကျွန်တော်လည်းအဲ့လိုမျိုးပြည့်ပြည့်စုံစုံနဲ့ကိုချစ်တဲ့မိန်းကလေးတယောက်ကိုတင်းနှောင်းတင်းနဲ့လက်ထပ်ယူပြီးတော့ခံခံနာနာပဲဖြစ်စေခြင်းတဲ့ခါကျတော့အဲ့လိုမျိုးဖြစ်တဲ့တနေ့ကတော့ကျွန်တော်ကျင်းတည်ပေါက်လက်ထပ်မှာပါအဲဒီကြားထဲမှာတော့ 調査ရမယ့်အပိုင်းကြီးအများကြီးရှိသေးတယ်။အဲကျွန်တော်တို့ရဲ့ချဲ့ရတဲ့အကူကြီးကိုဝင်းမင်းမောင်နဲ့ဒေါက်တာပူပွင့်ကိုင်တို့အာအများကြီးပျော်ရွှင်မှုတွေနဲ့နေ့ရက်တိုင်းမှာကံကောင်းခြင်းတွေနဲ့လုပ်ငန်းကိုင်ကန်းတွေစီးပွားရေးတိုးတက်ပြီးတော့နှစ်ယောက်ပေါင်းပြီးတော့အုံမအောင်မြင်တဲ့ဘဝကိုဖြတ်သန်းနိုင်ကြပါစေလို့ကျွန်တော်ရည်နေပြီးတော့ဆုမွန်ကောင်းတောင်းပေးပါတယ်။အခုအတိုင်းပဲနှစ်ယောက်စလုံးကလည်းသာသနာပြုရဲ့နေရာမှာရောပရိုက်တာမှာရောအရင်ဆရာထက်တဲ့လူတွေဖြစ်တဲ့ကြောင့်မလို့နှစ်ယောက်ပေါင်းပြီးတော့ ို့ပြီးတော့လူတွေအတွက်အကျိုးပြုတဲ့လုပ်ငန်းတွေလှုပ်ဆောင်နိုင်ပါစေလို့ကျွန်တော်ဒီကနေပြီးတော့ဆုမွန်တောင်းပန်လိုက်ပါတယ် congratulations